နူးနာတဲ့ channel ကိုနားဆင်အားပေးနေကြတဲ့ညကိုမောင်မမများအားလုံးပဲမင်္ဂလာပါ။ကုကုကံရစာကို နားဆင်ရမယ့်အချိန်ပါရှင်။ဒီနေ့ကတော့အပိုင်း30ကိုရောက်လာပါပြီ။အပိုင်း9ကတော့ပြီးခင်ဒီလေးကို ပြန်ပြောပြရမယ်ဆိုရင်မောင်မောင်ရဲ့အမှုကိစ္စအတွက်ခိုင်တဲ့ကုကုတို့

မမွေအင်ယာဖက်ချင်ရင်တော့ဟောဒီပျောက်တော်လမ်းမှာစံတဝါဆိုတဲ့စာအုပ်ကိုယူသွားအကောင်းဆုံးပဲစူးရထားတဲ့ဝတ္ထုလေအဲခမည်းမေးတဲ့ဆန်းဆန်းရွယ်ကတော့အဲ့ဒီဘက်ဆင်မှာရှားကြည့်ငါသွားပြီလားရှိအောင်မလားမသိဘူးမဟူရထောင်ဆိုတဲ့ဝတ္ထုတော်တော်နာမည်ကြီးတယ်ရာဇဝင်ဇက်လန်ဖြစ်မှာပေါ့မဟူရထောင်ဆိုတာမဆန်နာရဲ့ဝတ္ထုတွေကရောဘာကောင်းမလဲရင်စွစုသားဒီလူခနဲ့မေးမိပြီးမှများစွာနောင်တရမိသွားလေသည် ရင်ထဲမှာခံစားမိတဲ့နေတပြိုင်နဲ့နှုတ်မှလွတ်ခနဲ့ပွင့်ထွက်တတ်တော့ကျင့်မှာနည်းနည်းမှမကောင်းစာအုပ်အငားဆိုင်ဖွင့်ယူပတ်စံရှာနေသူတူအူကိုဝုထုအကြောင်းစကားမဆက်သင်းဟုနားလဲပါလေရဲ့ဒီပါဇက်က အမှုမဲ့အမတ်မဲ့အယောဝင်မိသည်စာအုပ်တွေကြားမှာအစင်နေပါလေရဲ့စာအုပ်နာမည်မှမမှန်ကန်ကန်မခေါ်တတ်သောလူစားမဆန္နာကတော့အများကြီးပဲဗျဖက်ချင်ရင်ကွက်လက်ကလေးဖြစ်ပေးပါရှင်ဆိုတဲ့ဝတ္ထုယူသွားပါလားအဲ့ဒါရုပ်ရှင်အောင်ရိုက်နေပြီဗျာ ကျော်ဟိန်းနဲ့စုစုသားကစာအုပ်ဆိုင်ရှင်တဖက်ဝပြောနေသည်ကို အမှုမထားတော့ပဲမိမိဘာသာဝတ္ထုစာအုပ်တွေကိုတအုပ်ချင်းဆွဲကလန်လောရွေးချယ်နေလိုက်။အမှန်တော့အဆအဆုံးအရသာခံ၍မဖက်ရသေးသည်သာရှိသည်။စောစောကပြောသွားတော့စာအုပ်တွေမှာကုကုမကြာခဏစိတ်လူလက်ရပြောပြဘူး၍နားရည်ဝနေပေပြီ။ပျောက်တော်လမ်းမှာစံတဝါဝတ္ထုဆိုရင်းစုမရမီပင်ကုကုငားလာခဲ့ဘူး၍ကြောကပေါက်ခါဖက်လိုက်ရသည်၏။ ဒီဝတ္ထုကိုတော့စုစုထားသဘောကျသည်အိမ်မူကိစ္စတွင်နှိ၍စာမဖက်ဖြစ်သည်မှာကြာပြီဖြစ်သောစုစုထားကိုပင်ရုပ်ကြည်ဆွဲဆောင်အားရှိသည်ဘေစာမျက်နှာကိုကောက်လန်လန်ပြည့်ပြည့်ရှင်းလင်းသောဝတ်ကြတို့ကလေးများကစုစုထားကိုဖန်ဆားခဲ့သည်ကြီးတခါတခါစုစုထားပင်ညီညီလိုင်းဖြစ်ရသည်အထိဆဆနွဲ့ဤမဟုရအကျဉ်ထောင်ကိုတော့ငားပြင်အောင်ငားရမည်အမျိုးသမီးအကျဉ်သားတယောက်ဤဘဝမျိုးသမီးအကျဉ်သားတယောက်ဤအတွေ့အကြုံနှင့်ပတ်သက်ရင်း စုစုသာမမိသည်မြဒီတုပ်တာ ရှိမိထင်၏စုစုသာအဓိကလူရင်သည့်စာအုပ်မျိုးကလည်းအမျိုးသမီးအကျဉ်းထောင်နှင့်ပတ်သက်၍အမျိုးသမီးအကျဉ်းသားတို့၏ဘဝနှင့်ပတ်သက်၍သူတို့နှစ်ယောက်အကြောင်းကိုတော့ကိုကိုကစိတ်ဝင်တစားပြောလေရှိသည်ကိုကိုနှင့်ခစ်ပြန်ဝှထုရေးသူများဖြစ်၍ရေးနိုင်တာကတော့သူတို့နှစ်ယောက်စလုံးအတူတူပါပဲအမြင်ချင်းတော့ကွာတာပေါ့လေမမိုးကလောကကိုတန်ဝေကနဲ့ကြည်တယ်ဆန်းဆန်းတွေကလောကကိုမာနနဲ့ကြည်တယ် ကိုကိုပြောမှုသည့်စကားများကဆုစုဓာ၏အတိအယုံထဲမှတရစ်ဝဲဝဲကြားရောင်လာလေသည်ဆုစုဓာသည်ဝတ္ထုနှုတ်ကိုတီးခြားဆွဲထုတ်လိုက်ပြီးမဆန္နာ၏စာအုပ်များကိုလက်ညှိုးနှင်ထောက်ကလိုချင်သည့်စာအုပ်တအုပ်ကိုရှာပြန်၏တော်တော်နှင့်မတွေ့ကြအစမှသည် အဆုံးအထိအဆုံးမှသည် အစတို့တိုင်းစောင်းစဉ်တန်းလုံးအစဆုံးအပြင်းပြင်းအလန်လန်ရှာမိသည်ကြာတော့ဆုစုသားစိတ်မရှိဒီမှာမဆန္နာရဲ့ပုံစံမရှိဘူးလား ဗျာပု္ပ္ပစာမဆနာရေးတဲ့ပု္ပ္ပစာဆိုတဲ့ဝတ္ထုလေးတန်းကိုအရှင်လင်းအပြတ်သားဆုံးဖြစ်အောင်ကြိုးစားပြောလိုက်ရသည်နဝေတိန်တောင်ဥတူတူနဲ့ဘလူလူစားများကစာအုပ်ငါစားပါလိမ့်ဩအဲ့ဒီစာအုပ်တန်းကမဆနာအကုန်ပဲဗျအဲ့ဒီထဲမှာမတွေ့ရင်တော့ငါသွားပြီတင်နေဟုတ်တယ်ငါသွားလို့ပဲဖြစ်မှာပဲနေဦးကျွန်တော်စင်းရင်းနဲ့ပြန်ရှာကြည့်ပေးမယ်လေဗားတဲ့ခမရလို့ကျင်တာနေပါစီတော့ရှင် ဲဒီနှုတ်မလိုက်ဘလောက်ကြလဲဘလို့မှစိတ်မရှိနိုင်တော့ဘီမို့ရွေးပြီးသားစာအုပ်နှုတ်ကိုသာသူ့ရှိမှာဘုံငနယ်ပြစ်ချပေးလိုက်မိသည်ကိုကိုသာဆိုရင်ဘလောက်ဒေါရမထိန်နိုင်ဖြစ်လိမ့်မည်မသိစူးစူထားကတကနမှာပင်ကိုကိုဒေါရကြီးတို့စိတ်ထွက်လွယ်တော့ဝတီဆွေးနေသည့်အဖြစ်ကိုစာနာမိသွားလေသည်လူတွေကိုနေရာမှန်မှာကိုမရှိကြကိုလျှောက်ရမည်လဲဟုတ်ဤမဟုတ်ဤမစင်စားကိုရဲ့ရမည်နေရာမှန်ဤမမှန်ဤမတွေး ကိုနဲ့လျော်ကန်ဤမလျော်ကန်ဤမစင်ချင်းအရချောင်မီထင်းရင်မြင်းအလုတ်ပေမဲ့ခွေးဝင်ရှုပ်ကြသည်တကားဒါက6ကြက်တန်ဆိုတော့ပြား30ဟောရာက35ပြားနှုတ်ပေါင်းတရက်အတွက်65ပြားကြပါတယ်ဆွဆုထားကကြက်တန်ချပေးလိုက်ရသူကအန်ဆွဲကိုမွေနှောက်၍အကျွေရှာအန်းရင်ဇောဇောအောင်ဖတ်ပါလားဗျစာမတစိမ့်နဲ့လူဆိုတာတိတ်ကောင်းနေထွက်ထွက်ချင်းကုံနဲ့စာအုပ်ကျွန်တော်တို့မရလိုက်လို့နှစ်ဆပေးပြီးတစိမ့်ပြန်ဝင်ထားရတာ စုစုတာကစပွဲပေါ်မှာငားရစင်များကိုစိတ်မစီပင်ရေတွက်ကြည့်မနေတော့ပဲတိမ့်ဆုပ်လိုက်ပြီးဂရိုက်ကြိုက်ပြန်ထွက်လာခဲ့လေသည် တကယ်တကယ်ကြတော့ထင်တလောက်မလွင်မှန်းထားတလောက်ခီးမရောက်တွက်တာမကြိုက်လွန်းသဖြင့်အချိန်ချင်းဖန်ဖန်ရှော့မိတော့စိတ်အားကိုကြိုးစား၍အနိုင်နိုင်တင်းရသည်အိမ်မာကစာရေးစက်ကူပိုး၍သာတော်တော်လေသည်ကိုကိုကျေးဇူးနိုင်ငံတော်အစိုးရဤကျေးဇူးအဖက်ဖက်ကစောင့်ထိန်မြဲခိုင်လာတော့ကိုကိုတီလာတမာတိတရားသည် စာရေးဆက်ကူများနှင့်ပတ်သက်လျင်တော့အမှုမအမတ်မဲ့ကျူပေါက်ခဲ့သည်ကြီးစာရေးဆက်ကူပေါ်ပေါ်ရှင်ရှင်ရှိတော့အလုပ်စပွဲတွင်ကိုကိုတာဝန်ယူထားရသည်ကို မုံလာဦးကိုတော်မှာတာဝန်ခံစီမံရသည့်ယုံကလေးအကြောင်းဆိုပြီးရဲ့ဟာတပုံမြင်တစ်ခုနဲ့တတိတရနိုင်ရှင်က ပြုံးကျင်ရဲ့ချင်းဖြစ်ရသည်ဖြဲ့၍ချီ၍ဆုတ်ဖြဲ့၍ချထားသော ရေးလက်ဆစကူများမှာစပွဲအောက်တွင်တပုံတပင်ကြီးရှိနေလေသည်မြင်၍ပင်မကောင်းတော့ကိုကိုပင်လင်ဘယ်တော့မှစကူဖြုံးဒီကိုမမြင်ရစဘူးစကူရှားပါသည် အပြင်ဈေးကဝယ်ရေးရလျင်ဘလို့မှတက်နိုင်မည်မဟုတ်စသည်ဖြင့်တဖဝညီးကရေးပိသားဆက်ကူကိုပင်ကြောဘက်ကလက်၍ဖြစ်အောင်တုံးသူသည် ခုလိုစုစုသာဆက်ကူဖြုံးညီကိုများကိုကိုမိသွားလျင်ဘဲကလောင်များဒေါရာအမြင့်ချောင်းချောင်းထွက်မည်မသိဘဲကလောင်များနှမျောတက်တာရှိလိုက်မည်မသိမစခင်ကတာဒီအလုပ်ဒီလောက်ခက်လိမ့်မည်ဟုတွက်ဆမိရင်စွထားဒီမြခက်ခဲ့တော့အလုပ်ကိုစမိဖို့မဆိုထနဲ့စိတ်ကူရေပင်ထင်မိမဟုတ်ပါကြည် ဆေးပြည့်ပြည့်ရှိ၍ရှိမှချသာတော့မခင်မြင့်ခိုင်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်အမှုရယ်ကော်ပီကိုကောက်ဖက်မိပြန်တော့ဖီလင်တရရေပြန်တက်လာက စာရေးခြင်းစိတ်တို့တားမနိုင်စီမီယာဖြစ်လာရပြန်၏အမှုရယ်အစဆုံးကူကပင်လုံးချဝတ္ထုကြီးတပုတ်တပွဲပြည်စုံနေလေသည်ဇလံရော အကြောင်းရာရောခံစားမှုရတဆုံးကိုအစဉ်စဉ်လှုပ်ခတ်စီစုံနိုင်စွမ်းရှိလာသည်တကယ်အဖြစ်ပြက်မှန်စစ်စစ်ကြီးကိုဖျင်ငါပင် အိန္ဒိယရုပ်ရှင်ကြည့်နေရသလားဟုထင်အောင်ထင်မှဖြစ်ရလောက်၏ကြောင်မြောက်အောင်သာဝတ္ထုအဖြစ်ဖန်တီးနိုင်ရင်ရင်နှင်းပွဲကြည်ကွဲပွဲနာကြီးပွဲမောလျာပွဲကောင်းသောအလွန်းတကအလွန်းရဆုံးအလွန်းဝတ္ထုတဘောဟုကြေညာရသည်ဒီမှုတွေကိုဖတ်မိကလေးကစွတ်စွတ်သာဝတ္ထုရေးကြည့်ခြင်းစိတ်ကိုမျိုးသိမ့်မရခဲ့ကူကိုတိုက်သွန်းတော့လေကူကူကစွတ်စွတ်သာလောက်စိတ်ဝင်တစားမရှိဟုထင်သည်ဝတ္ထုရေးခြင်းကိစ္စကိုကူကူကတလဲမွေးသလိုအမြုတ်တေစုလိုသူသည် စွစုထားကတော့ဤမြစိတ်မရှိ လုံနေကြသည်ကိုလည်းတွေ့သည်ဖြစ်နေကြသည်ကိုလည်းသိသည်ပလဲကြီးရှိနေကြသည်မဟုတ်ချက်ကြောက်တွေလည်းတက်တန့်ရောင်စုံဖျားကပြိုးပြက်ဝင်းလန့်နေကြသည်မဟုတ်လားကြည်လိုက်လျင်ဆွဲမက်ဖွယ်အတီးစာပေဝါဒနာပါသူလည်းမှန်သည်ရေးစာရေးနိုင်ရှိသူလည်းမှန်သည် စာရေးဆရာဇနီးဖြစ်က စာပေနေရင်မနေသူလည်းမှန်သည် လုံကြည်လျင်မဖြစ်နိုင်စရာမရှိဘူး ဆွဆုထားကစကားပြေအထွဋ်တွေနေတော့အားနေချက်ကိုတော့မိရောဖြောက်ဖြဲထားလိုက်လေသည်မိမိကိုမိမိကြပြသမားကြပြရေးလက်ဖြစ်တီးဟုနားလေတော့လေအိမ်နောက်ဦးကကိုကိုစာဥစာတန်းတရင်စာဖိုင်းတွင်းများကို ရှင်းလင်းပေးရင်တရင်စာဆောင်မတချို့ရေးခဲ့မိဘူးဒီကိုတရိယာတွေကအာတင်မိသည်ကိုကိုစာဥပုံအမက်ပုံတွေကကောက်တင်ကောက်က တရင်ဆောင်မများဖြစ်ခဲ့ဘူးလေသည်စကားပြေမရင်နိုင်ဘူးလို့တော့ကိုကိုကိုအလွယ်တကူမပုတ်ခတ်ချင်း ကိုကိုနှစ်ချစ်ခဲ့ကြတော့ချစ်သက်တမ်း၃နှစ်ခန့်မှဆွစုထားရေးခဲ့ဘူးသည့်ချင်မာရန်တွင် လုံချင်းဝတ္ထု၁၀ဥစ္စာခန့်အနည်းဆုံးရှိမည်ပြူရွယ်စဉ်ဘဝကရေးခဲ့ဘူးသည်။ရေးစားစာဆိုသည်မှာစကားပြေးလေးချင်ရင်ကွင်းစင်းချင်းဟူ၍ပင်ဆွစုထားကစိတ်ချလက်ချပြောရသည်ကိုစိတ်အမေပီပီကိုကိုကိုယုံရဲသောတတိယမွေကဘသူကိုမှမကြင်ညာပဲဆွစုထားဝတ္ထုရေးရန်စတင်စူးစမ်းကြည့်မိ၏ ခုတလောကုကိုအိမ်မကက်တီကပင်ဆွဆုထားအဖို့တိုင်းရွေရက်တီပက်ကလာမိုးရွာတီနဲ့အခန့်တင်နေတော့သည်ဒီအလုံမှာကုကိုတိရွေမဖြစ်ကုကိုကိုအတိလည်းမပေးဝန်အလုံတစ်ခုကိုအထူးသဖြင့်စာပေကိစ္စကိုအလွယ်တကူဆုံးဖြတ်ရုံမျှကိုပင်ကုကိုကခွင့်လွှတ်ခြင်းသူမဟုတ်ကုလိုကောက်ခါငင်ကဝတ္ထုရင်းနေမိသည့်အဖြစ်ကိုကုကိုသာတိလျင်ဘယ်လိုနည်းနည်းမျှတိမခံနိုင်ရွာလိုက်မိဒေါရများမှုက ဖြိုင်ဖြိုင်လို့ဖြိုင်ဖြိုင် မောင်မောက်ကိစ္စနဲ့ကိုကိုအလုပ်များကအိမ်မကက်နိုင်သည့်အချိန်တမီးလေးလူမမသိတဲ့ခင်နှုတ်ဝါတိုင်းအိပ်ရွေကြီးနေသည့်အချိန်မလွဲတာမရှောင်တာမလုံမဖြစ်အိမ်မှုကိစ္စများမှတပါတခြားဘာကြီးရများကိုကိုကိုနဲ့သားများတယောက်တည်းအလင်းတင်တယ်လို့ကုညီလုတ်ကင်ပြေးနေကြသည့်မိဖွားပြီးစားအတက်နိုင်ဆုံးအနာယူခြင်းဒီလောက်တက်တိုက်ဆိုင်ဆိုင်အားလက်ချင်းတွေစုမိနေသည့်အခါမျိုးမှာမှမလှုပ်ဖြစ်ရင်စွစုထားတသက်ဘယ်တော့မှလှုပ်ဖြစ်တော်မီမဟုတ်လာတာခိုက်မှာ ဘိုင်းငင်ရန်ကြိုးစားနေသောစွစုထားကအခုထိတော့ချီတပိုင်းနောက်မင်းမပြည့်တတ်သေးပါရကရေးလိုက်ဖြစ်လိုက်ပြင်လိုက်ဆုပ်လိုက်နေအကောင့်ထဲပေါ်သည်မရှိချီတည့်၍ချားမလဲနိုင်သောအဖြစ်စွစုထားဖို့တွေ့အောင်ကြုံသည့်တက်ရောက်ထက်ကစောက်အငားဆိုင်နှင့်လဲချောင်းပေါက်လူပြီးဒီကဲမှာလက်တလောထွက်တဲ့များလုံးချင်းဝတ္ထုတွေလဲကုန်လူပြီးဒလောကဆိုရင်ဝိထုတ္တတွေဆိုင်မှာရှာမရတော့သည်နဲ့ကိုကိုစာအုပ်စင်တွေကိုပင်ရှောက်ဖွားရသည ဆရာမြတ်တန်တင်ဤအမောင်ရည်ဝင်နေလူလူဦးလာဤလင်းနေအတူ မနည်းတဲ့ဘဝခီးထောင်းနေလူသားစာရီတို့ကိုတပုံတထန်းကြီးဖက်ပစ်လိုက်ဤတစစအင်းအားစုစီမိလာပြီးထင်သည် အမောင်ရည်ဝယ်ဝထုတွေကကြုံမောင်ကိုဆွစုထားဆွဲလန်းသွားလေသည်သူကြဆန်းပြသော ကြုံမောင်ဤဇေယိုက်တဘာဝအမိုက်ဘဝခီး အမှုရဲတွေကမခင်မင်ခိုင်၏ယင်းနှင့်ကြီးကွဲွယ်ဇလံကိုစုစုထားကရာဇဝတ်ပြီးပြီးမလို့ဟုသောဆောင်းမှုကိုဥတီ၍ရေးမိဟုဆုံးဖြတ်ကပို့၍ရေးရင်လာ၏ကြီးကြီးကျယ်ကျယ်ပလွားရလျင်စုစုထားရေးမိဝတ္ထု၏လောကအမြင်ကရာဇဝတ်ပြီးပြီးမလို့ရင်ထဲမှာအ धिक ခန်းစားလှုပ်ရှားနေရသော မခင်မင်ခိုင်၏ဘဝဇလံကိုအတတ်နိုင်ဆုံးလက်ပလွမ်းမောပွဲတင်စားချေမုန်းနေမိသည်ကိုတော့စုစုထားကိုပါတာကြီးနက်နေလေသည် ဇက်လိုက်ကိုတော့ဇက်လိုက်နဲ့တူစီရမည်ပင်ဇက်လိုက်သည် လူချမ်းမဟုတ်ဝတ္ထုတပိုင်းတစားမှာပင် စုစုသားကဝတ္ထုကောင်းစဉ်ကို နောက်ဆုံးအချိန်မြောက်ယရိပြက်ပြင်ဆင်တက်လိုက်သည် ချောတန့်စဉ်နှင့်ပြည်တော်စုမြန်မာနိုင်ငံတော် ခင်ညိုကိုလမ်းမြင်လိုက်ရတော့ဆုစုသာအာတက်သွားလေသည်တင်မောင်အေးဘမှာရှိတဲ့ဒီကိုကိုခင်ညိုသိမိဖြစ်နိုင်ရင်တင်မောင်အေးကိုမတွေ့တွေ့အောင်ရှာဖို့အတွက်ကိုခင်ညိုကိုပင် အပူကက်ရပြီတော့မိရင်းကြီးတို့ဖြင့်ချောကြည့်နေသောအုတ်လီကလေးများကိုတတိထား၍ဆင်ခဲ့ကဆုစုသာရင်ထဲမှာဂရုံကရင်ခုံချင်းချင်းဖြစ်နေ၏အိမ်ကထွက်ကလေးကပင်စိတ်ထဲမှာတချင်းချင်းသမီးလေးကိုတစ်ဖက်ခံမှမိမြင့်တဲ့အခက်ရသည့်အဖြစ်ကိုလည်းတွေးမိတိုင်းစနိုးစနင်းဖြစ်ရသည် င်းမြင့်ကကလေးမြင့်ငယ်ရှိသူမဟုတ်ကလေးမွေးမှုသည့်မိမမဟုတ်နှုတ်ကိုမှအပေါက်လန်းတဲ့အောင်ဖြိုတတ်ပါလေစားနှုတ်ဘူးဆိုခြင်းမရှိသေးတော့တမီးကလေးကလည်းရောဘာနှုတ်ဒီကောင်ကိုငုံမငုံတတ်ပါလိမလားမသိတမီးလေးတိတ်များငိုနေမလားတလှပြည့်ပြီမို့ပူဒီအိုက်သည်လက်သားသည်ကျင်းကျက်သည်ကိုတမီးလေးကတိတဲ့စာပြူလေပြီကြီးများခြင်းစာပြူလေပြီသားရီကြောင်းကမပြတ်ငင်ကိစ္စဝိစ္စပြည့်ပြည့်မှဖြစ်မည် ိမ်ပြင်ထွက်ခဲ့တော့စုစုသားကိုသားတွေကစိတ်ဝင်စားကြမိမလွဲသူတို့အဖေရှိမှအမေးမြန်းထူနေရင်ဒုက္ခတတတ်နေတကူခိုးချောင်ကိုပဲလို့ရတော့ကိစ္စလောက်ပင်မန်းကြောင့်ကြစိတ်တော်ကများရသည့်အလို့ရှိမိမထင်အထူးသဖြင့်ကိုကိုမသိအောင်တိတ်တဆိတ်ကြံစီရတော့ကိစ္စမို့ရင်းနဲ့မှနည်းနည်းမှလိပ်ပြားမလုံလေခုနေကိုကိုသားတိလျင်တိလျင်စွစုထားသည့်အတွေးစားကိုဖျောက်ရန်ခေါင်းကိုတစ်ချက်ရမ်း၍လှောက်ခါပြစ်လိုက်၏ အုံနောက်များပင်တခြားခြားမိကထွေးလုံးရစ်ပတ်ယုံရင်ဆန်ခက်ဖြစ်ကုန်သလားထင်ရသည်လှူရှာနိုင်လုံးသောစိတ်အာယုံကိုမနေကျူးစားစုစည်းကပန်းချံအလေပဟုရှိအုတ်လန်လေးတိုင်းလျှောက်လာခဲ့သည်တင်မောင်အေးကိုတင်းစားတဲ့မှာအရင်ဝင်ရှာကြည့်ခဲ့သည်မရောက်သေးဆိုတော့စကားသုံးလုံးထက်ပို၍နီးစပ်သောအဖြစ်မရခဲ့မတွေ့တွေ့အောင်ရှာရမည်မို့ဒုတိယအစီအစဉ်ရသတင်းတော်အများဆုံးစုရတော့ဘိုးတရားရုံးတို့စက်ခဲ့ရခြင်းဖြစ်လေသည် ။ပန်ဆိုရလန်မှဖြတ်ဝင်ခဲ့၍အတွင်းမဲ့စင်ကြံရောက်ကြတဲ့ကဟိုးတစ်ဖက်ကမျက်နှချင်းဆိုင်စင်ကြံနောင်ကိုလမ်းကြည့်လိုက်မိသည်။လေးတောင်ပုံစံဗဟုတရားယုံအဆောက်အဦဤစင်ကြံများကိုတပတ်လည်အောင်ရှောင်မနေခြင်းတော့မျက်နှချင်းဆိုင်အနားပြိုင်စင်ကြံနှစ်ခုကိုကူးဆက်ထားသည့်အလေဗဟုပန်းကြံအုပ်လန်းကလေးမှပင်အလင်းစလိုဖြတ်ဆင်းလာခဲ့မိလေသည်။အီယာမစပွဲကြီးတလုံးတွင်ကိုခင်ညိုနှင့်အတူလူ၃လျောက်ကောင်းချင်းဆိုင်နေကြသည် အီယာမစပွဲကြီးဤပက်လင်မှာအီယာမခုံတန်းလျာကြီးများချထားကကုခင်ညိုနှင့်မျက်နှာချင်းဆိုင်ခုံတန်းလျာမှာဘုံကြီးနှစ်ပါးထိုင်နေ၏ဟောမဆွဆုထားပါလားဘယ်ကူလာရလဲသူတို့အနာမရောက်ခင်ပင်ကုခင်ညိုလမ်းမြင်လိုက်ပုံရလေသည်ကုခင်ညိုစီလာတာကိုတင်မဝေးဘမရှိတဲ့တလဲဆိုတာစုံစမ်းခြင်းလို့ဆွဆုထားကလူရင်းအတိုင်းအတိုင်းဝိုင်းမပါတဲ့တဲ့ကြီးပြောလိုက်တာ ကိုကင်းညို့ထံမှကြားရမိအပြေကိုတထိတ်ထိတ်ဆောင်နေစေ။အာတင်မောင်ကြီးလားအခုပြန်လာလိမ့်မယ်ဒီမှာစောင့်နေမဆုစုတာလာထိုင်ပါ။မမျောလင့်မယ်ရင်ထဲမှာအလုံးကြီးကျသွားကခုံတန်းရပေါ်ပြစ်ထန်ချလိုက်မိလေသည်။ခောက်ထီးနှင့်အတူစာမူရုဖြင့်ဖောင်းကျနေသောပခုံးချိတ်အိတ်ကိုဇပွဲပေါ်ကယူတစိုက်တင်လိုက်ကနဘူးပါပင်မှချွေးစာများကိုလက်ကင်ပေါ်အပြင်တို့တုံရင်အမောတဝက်ပြေးလာ၏။ဒါဖြင့်ဦးစင်းတို့ပြန်မယ်တကား။ အဲ့ဒါလေးဒါသတင်းစာတွေပါအောင်လုပ်ပေးပါဦးစင်တိတယ်ပါတယ်ခုလေဟောဒီမှာ တကားတို့အတွက်ညံပူစောကလေးချင်းမြင့်ခဲ့ပါရစေအစိတ်တန်အထက်လိုက်ကိုဇပွဲကုံပေါ်ချရင် ဖုန်းတော်ကြီးနှစ်ပါးကထိုင်ရမထားလေဤအာနေပါစေဦးစင်တပည့်တော်တို့ကစေနာရောက်ကူညီတာပါဒါကူညီလဲကူညီလိုက်တဲ့ကိစ္စမို့ပါဟုတ်တယ်ဖေရတပည့်တော်တို့ကငွေပေးတယ်လဲရေးမပေးနိုင်ပါဘူးဖေရတင်းနှောက်ဆိုတာအမှန်တရားဘက်ကရက်ရတာမှန်နေထင်လို့သာကူညီတာ ဟုတ်ပါတယ်တပည့်တော်တို့စေနာကိုအထင်မလွဲပါနဲ့ဗျာကိုခင်ညိုတို့လူတိုက်တံမှာရှင်လင်းညင်းဆန်တံများတယောက်တော့ပေါ့ဆူညံလာ၏ဘုံတော်ကြီးနှစ်ပါးကခေါင်းခါကလက်ခါခါနဲ့ဇွတ်အတင်ကြောခိုင်းထွက်ကခက်လန်လန်ရောက်သွားမှဒကာကြီးတို့စေရနာကိုဦးစင်းကလည်းနားလဲပါတယ်ကြီးစုကြည့်ပါတယ်ဒကာဦးစင်းကလည်းအမှန်တရားကိုမျက်နှာလွန်းလို့ပါခုဖြစ်ရတဲ့တင်ကဦးစင်းမိဘအစင်ဆက်ကထောက်ခဲ့တဲ့တင်ဇရာတော်ကိုကဲ့ရဲ့ပြီးအချီနေမဲ့ရော ပြန်ကြရောအဆုံစရဲချနေတာမခံနိုင်လုံးလို့ပါတာရဏမြေမှာဒူးစရိုက်မှုတွေနဲ့မညံ့နှံစီခြင်းလို့ပါတာရဏတန့်စင်ရေးခိစားပါတကားဆက်ဆက်တာပါအောင်ထဲလိုက်စမ်းပါပြောပြောဆူဆူဖော့တင်ကန်တဝိဝိရင်အောင်စိတ်လိုက်မှန်မှာလမ်းကျွသွားကြတော့ဖုန်တော်ကြီးနှစ်ပါးကိုဆူဆူထားကနားမလဲစွာငေးကြည့်နေမိလေသည်ဒီလောက်တောင်ဖြစ်မှတိတ်ထားလိုက်ကွာတင်မောင်အေးမလာခင်ဖျောက်ထားလိုက်ဒီကောင်တွေရှင်းမှဒိုးတုံရောက်နန်းယူကိုလှည့်အောင် တယောက်ကကောက်ခါငင်ကအကြံပေးနေလို့မင်းကြံတယောက်ကပတ်စံအများကိုအိတ်ကက်ထဲထိုးထည့်ပြီးဖြစ်နေတော့သည်ကိုခင်ညိုကစာကျင်းစောင်ကိုမင်းစိမ့်ဖြင့်ပြင်ဆင်ဖြစ်ဆွဲချစ်ဖြက်နေရမှာမျက်လုံးဆွေးကြည့်လိုက်ကဟေ့ကောင်တိမ့်မဲ့တိမ့်လဲလုံအောင်တိမ့်နော်တင်မောင်ကြီးကဖြန်းအိတ်ကက်ထဲကဆွဲထုတ်သွားလို့ဟုတ်ပိတ်ပြနေမယ်မင်းတိမ့်ရင်ဖြစ်တမညာမင်းတောင်းကိုလူ စောစောကပတ်စံကိုအိတ်ကက်ထဲကောက်ထည့်လိုက်သူကမျက်တောင်ပုတ်ခဲ့မျက်စိမျက်နှာပြက်ပြက်နဲ့ဆွဆူထားကိုတစ်ချက်လန့်အငဲခက်လိုက်ကလေတံခက်နေနေဖြင့်ငါဂျပန်ဖက်နဲ့အမီးပြက်နေပြီကွာဟော့ဒီမှာကြည့်တဲချိုးတောင်တွဲချင်းနဲ့ချိန်ထားရတယ်အဲ့ဒါအိတ်ကအပေါ်တွေညှို့မနေနဲ့နန်းယူကိုမင်းမလိုက်ချင်မင်းရှေ့ရမင်းခွဲယူသွားခုဘလောက်လဲလူလေကြမယ်မကြမ်းနဲ့ကိုလူထုတ်ပါဘလောက်လဲမျက်နှာစုံကြီးရီစမ်းပါ နှစ်ယောက်သာငွေဆက်ကူများကိုသရောသောပါရေတွက်နေကြစင်မှာခက်မမှန်နင်းလျှောက်လာတော့ခြေနံတစ်ခွက်ခွက်ကိုကြားရလေသည်ဟိတ်ကောင်တွေကြားလာယူရီးယားတည်ရီဖနဲ့အစ်စ်ဆက်ဆက်စီပြီးနင်းလာတဲ့ခြေတံဟိုမှာလာနေပြီမင်းတို့အမေယောက်ျာဥခင်ညိုလမ်းရွေသတိပေးလိုက်သည်နှင့်တပြိုင်နက်နှစ်ယောက်သာဝန်းကနေထား၍တစ်ဖက်မှလက်ထွက်ပြကြလေသည်ခွေးမသားတွေခွဲနှဲလိမ်မယ်တော့မကြမ်းနဲ့နော်အာ sorry မဆုစုတာ ကိုခင်ညိုကတခွန်းဆဲလိုက်ပြီးမှဆွစုတာကိုလန်ကြီးကပြုံးဖြည့်ဖြည့်နဲ့တောင်းပန်နေသည်။ကျောင်းမီထဲမှာအပြင်လူတွေလာနေကြလို့တယ်ဗျာ။လူလူအော်တန်လာရေးခိုင်းတာ။ဘုန်းကြီးတွေကြည့်ရတာကျောင်းနိုင်နဲ့မတက်မြက်ဘူးထင်ပါတယ်။စိတ်တိတ်ထက်တန်ကြတယ်။ကိုခင်ညိုစကားမဆုံးမိပင်နနန်ဆက်ပွင့်တို့ရောလုံးကြီးအနက်ဖြင့် VIP ရုပ်ပေါင်နေတော့တင်မောင်ကြီးကအနားရောက်လာ၏။မျက်နာပေါ်မှာအံ့အားတသင့်အပြုံးဖြင့်ဟာဆွစုအေး မင်းဆောင်နေတာကြာပြီကိုခင်ညိုကဟမ်မပြက်စာရေးနေရာကမော်မကြည့်ပဲလမ်းပြောလိုက်စူးစူးသားကဇဝဲပေါ်တင်ထားသောတေးအိတ်ကိုသတိတရလမ်းဆုပ်ကိုင်းလိုက်ရင်ဟုတ်တယ်ကုတင်မောင်ရေးကိုစူးစူးတမနဲ့လုံးလိုက်ရှာရတာဟုတ်လားစူးစူးတယောက်တည်းရေနှုတ်ကိုကိုရောကိုကိုမပါဘူးစူးစူးကိုရေးကိုရာကိစ္စရှိလို့ တင်မောင်အေးကမျက်ခုံပင်၍အံ့အားသင့်ကြည့်နေစေကုခင်ညိုက အလိုက်သည့်စွာထိုင်ရမှထားလေသည်တင်မောင်အေးက ဖြက်ခနဲလှမ်းကြည့်လိုက်ပြီးဟေးဟဲ့လူကုခင်ညိုခင်ဗျပြန်လို့မလို့လားဗျဘာမှလဲဟိုဥစားဒီနေ့ရမယ်ဆိုပြီးတော့ဘသူကမရဘူးပြောလို့လေဒါပေမဲ့အလွဲတကူပဲရမလဲကွာဒီကပြင်မင်းတိုက်ကိုလိုက်ခဲ့ညနေ၄နာရီခွဲထိငါရှိမယ်အဘေးယူကိစ္စမှာရော့ပရဲများရော့နှကားပဲကိုလူမင်းဘက်ကပြေစုံမလားပိုင်နေဗျာ ခမရတို့ကနိုင်ွက်ပဲစောင့်နေတာကုခင်ညိုကတခွန်းမြသုံးပြန်စကားမဆိုတော့ပဲစွစုသားကိုတစ်ချက်ပြုံရင်နှုတ်ဆက်ကအင်ဒြေအပြည့်ဖြင့်တလန်းချင်းကြော်ခိုင်းထွက်သွားလေသည်အမှုရတခုကုခိုင်းထားတာဗျာ300ပေးရမလဲတကယ်ညင်းနေလူတမောင်အေးကလက်ဆွဲတရေအိတ်အမဲကြီးကို ခုန်တန်းရပေါ်ပြစ်ချကစိတ်ပြက်လက်ပြက်ညင်းရင်ဝင်ထိုင်လိုက်သည်ပေးလိုက်ပေါ်ကိုတင်မောင်ကြီးရဲ့ဝှထုပြန်ရင်300ရောင်ရမယ်ဥစား ခုကိုတင်မောင်ကြီးကတိတ်ထော်နေတယ်မဟုတ်လားအာဘယ်မှာထိုးလို့တော့စုထားတို့ဒီသူဘာတွေကြောက်တုံထားတယ်မသိပါဘူးသူမအခုတော့ထော်နေတာဗျပြည်သူတရားစီရင်ကိစ္စတွေတိတ်တုံနေတာတရင်စာမှာမျက်နှာပြင်မင်ကွန်ရှည်ကြီးတွေကြီးညာချက်ကြီးတွေမပါသေးဘူးသူတို့ကော်လန်စားတွေအကွက်ကြီးပေါ့ကဲစူပေါင်းစုစုကိစ္စစုစုထားကနှုံမဖွင့်မပြောသေးပဲပခုံးကြီးအိတ်ထဲမှာစာမှုအထက်ကြီးကိုဆွဲထုတ်ကတင်မောင်အေးရှိမှာခြားပြလိုက်လေသည် ဟာဝုဒုစာမူပါလားဟောဗျစွစွဝုဒုရင်နေပြီစာမူကောင်းစီကိုဖက်ကတအံ့တော်ပြန်မင်းနေတော့တင်မောင်အေးကိုစွစွဒါကကောင်းငင်း၍ဖြေလိုက်သည်ဒါဒါကိုစောင်းဖြံကူညီပါကိုတင်မောင်အေးဘယ်နဲ့လဲကျွန်တော်မမင်းနဲ့လေကိုကိုကဘာပြောလိုက်တလဲခမရတို့ခိုင်းတာကျွန်တော်လုပ်ပေးရမှာပေါ့စွစွဒါကခေါင်းတစ်ချက်ရမ်းကပင့်တက်ကိုမြင်းမြင်းရှိုက်ရင် ကိုကိုဘာမှမသိဘူးကိုတမောင်အေးစွစုပါတာတယောက်တည်းကြည့်ရပြီးခုကိုတမောင်အေးစီတန်းလာခဲ့တာကိုကိုကိုပြောရင်အလုပ်ဖြစ်မှာမဟုတ်ဘူးသိတယ်မဟုတ်လားဘုဘသဘောဘူးလေတင်မောင်အေးကခေါင်းတက်ဆက်ဆက်ညှင့်ရင်တစုံတရာကိုအတန်ကြာမျှတွက်ဆနေလေသည်ချောတန့်စင်နဲ့ပြည်တော်စုမြန်မာနိုင်ငံနဲ့စုစုဝတ္ထုကမှုခင်မဲလားစုစုတာကဒုတိယအကြိမ်မြောက်ခေါင်းငိမ့်ဖြေလိုက်သည် တင်မောင်ကြီးကစာမူတစ်ထက်ကြီးကိုဘုံကနေမြည်အောင်လှော်ဝါဖြင့်ရိုက်ကဟုတ်ပြီဒါမှခုခင်မှာမှုခင်နဲ့လူဝက်တဲဖို့ဝတ္ထုတွေမှ လူကြိုက်များတာဗျထုတ်ဝေသူနဲ့စကားပြောရတာလဲတပန်းတာတယ်ကိုကိုတို့စုစုတို့ဒီစကားတွေကျွန်တော်စမပြုံးဝန်လို့အမျိုးသမီးနာမည်နဲ့ရေးတယ်မှုခင်ဝတ္ထုတို့လူဝက်တဲဖို့ဝတ္ထုတို့ဆိုရင်တာပြီးတော့တောင်စွန်သေးတဗျာဒီလိုလို့ဗျာတိတိဆန်ဆန်အလုပ်စကားပြောရအောင်စုတခါတည်းလိုက်ခဲ့ ဆူဆူမမ့်မိအောင်လားမသိဘူးဆူဆူတို့အိမ်တလောကရောက်ဘူးလေလေနတ်ရှင်အောင်စာပေကကိုသက်ဆွေးဆိုတာတင်မောင်အေးကိုဘာတခုံးမှဆက်မပြောတော့ဘဲစိတ်မြန်လက်မြန်ထိုင်ရာကထားလိုက်သည်အင်တာဗျူးဝင်အံ့ဆဲဆဲကြောင်းသားလူတွေအစ်စ်ဆက်ဆက်ကလေးလိုဆူဆူထားရင်ထဲမှာတဒိတ်ဒိတ်ခုန်လျက်ရှိသည်နားဆင်နေကြသူများရှင်အခုဖပြလိုက်တာကတော့ ရှင်မကြီးဆန်းဆန်းနဲ့တရားဝရီရဲ့ကုကုကံရသာစာအုပ်အပိုင်း30ပဲဖြစ်ပါတယ်ရှင်။နောက်နေ့မှာအပိုင်း71ကိုဆက်လက်ဖျက်ပြသွားအောင်မို့ဆောင်မြောနာစဉ်ကန်စားပေးပါအောင်နော်။နာစဉ်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲကဆူပေးစုအပေါင်းကိုကြော်လန့်နိုင်ကြပါစေရှင်။